မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ22ရက်နေ့မြန်မာနိုင်ငံစိတ်ဝင်စားဖို့ရထိတ်တန့်ရောက်တရင်များကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့မြန်မာနိုင်ငံကိုတည်ကျက်ထား၍ဒေသရင်းထိန်းချုပ်လိုသောနိုင်ငံများကိုထိန်းချုပ်ရန်ကြံစည်မှုနှင့် NND အာဏာရှင်ဖိဆန်မှုကြောင့်တိုင်းပြည်ပြိုကွဲမှုအဖြစ်ထပ်မံမဖြစ်ရန်လိုအပ်ဟုမင်းအောင်လှိုင်ပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံကိုတည်ကျပ်ထား၍ဒေသရင်ထိန်ချုပ်လိုသောနိုင်ငံများကိုထိန်ချုပ်ရန်ကြံစည်မှုများနဲ့ NLD အစိုးရလက်ထက်2020ရွေးကောက်ပွဲမတိုင်ခင်ဒီမိုကရေစီအမြေခံဥပဒေမဲ့လှုပ်ဆောင်မှုအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုကြောင့်တိုင်းပြည်ညီညွတ်မှုနဲ့ဟန်ချက်ညီမှုပြိုကွဲမှုအဖြစ်များထပ်မံမပေါ်စေရေးလှုပ်ဆောင်ရန်လိုအပ်ကြောင်းအကြံဖက်ဆက်ကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုပြန်သည်ရှမန်နေနေပြည်တော်ရင်လေချောင်းနဲ့ရေချောင်းလေးလာရေးတင်တယ်မှလူငယ်များနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါတိုင်းပြောဆိုလာခြင်းဖြစ်တယ် ။ NLD အစိုးရလက်ထက်2020ပြည်နှစ်ရွေးကောက်ပွဲတုန်းကကဲ့သို့တမိုင်းတွင်အယုတ်ဆိုးအခြေတန်အဖြစ်မျိုးများရွေးကောက်ပွဲမတိုင်ခင်ကာလတွင်လည်းဒီမိုကရေစီအမြေခံဥပဒေမဲ့လှုပ်ဆောင်မှုများအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုများကြောင့်တိုင်းပြည်စီလုံးညညမှုဟန်ချက်ညည်းရတိမ်မှုများပြိုကွဲမည်အဖြစ်များထပ်မံမဖြစ်ပေါ်စေရေလှုံ့ဆောင်ကြရင်လွယ်ကြောင့်မင်းအောင်လိုင်းကပြောဆိုသည် မြန်မာနိုင်ငံတွင်ပြည်ရင်းပြည်ပအဖျက်သမားများကနှိရှိလာများဤမျိုးမျိုးဖြင့်ထိုးနှက်တိုက်ခိုက်ခဲ့ကြကြောင်းထိုနေရရင်တရီပြူမီရမပြည်ပိုက်ပြောကားပင်ဖြစ်ကြောင်းမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကမတိမငိမ်ဖြစ်အောင်စဉ်ဆက်မပြတ်လှုံ့ဆော်လာခဲ့တဲ့အဆိုပါအင်အားစုများနဲ့၎င်းတို့၏အဆက်အနွယ်များကပင်အဆိုပါကိစ္စများကိုနှက်ကြောင်းပေးဆောင်ရွက်ခဲ့ကြောင်းအချိန်မီဝင်ရောက်ဆက်ဖက်ရေးကောင်းစီရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းရှင်းကိုဖွင့်စည်းပုံအခြေခံဥပဒေနှင့်ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း အဖြတ်သမားများအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းထားသည့်မြန်မာနိုင်ငံဟန်ချက်ညီမှုများကိုသိရှိကြကြောင်းမေအွန်လိုင်းကဆိုပြန်သည်အဆိုပါဟန်ချက်ညီမှုများကိုဖျက်ဆီးနိုင်မှသာ၎င်းတို့သည်ရုံးမာသည့်နိုင်ငံတော်ပြိုကွဲစေရေးအကြံစီများနှင့်ဒေတာရင်းမြန်မာကိုတိုက်ချက်ထားပြီး၎င်းတို့ထိန်းချုပ်လိုသည့်နိုင်ငံများကိုထိန်းချုပ်လိုသည့်အကြံစီများအကောင့်တဲ့ဖော်နိုင်မည်ကိုသိရှိကြကြောင်း ရှင်ကို၎င်းတို့အစဉ်ဆက်မပြတ်ဆောင်ရွက်နေကြသည်ကိုမိမိတို့နိုင်ငံသားများအားလုံးကသိရှိတရေရှိကြမည်ဖြစ်ကြောင်းမေအောင်လိုင်းကဆိုသည်အစံမစစ်ကောင်ဆောင်မေအောင်လိုင်းသည်မေလ10ရက်နေ့ရုရှားခေစဉ်ပေးစစ်ကောင်စီအရပန်နှင့်စစ်ဘက်ဆိုင်ရာအစည်းအဝေးများနှင့်ပွဲလမ်းများတွင်2015မှ2020ခုနှစ်အထိတောင်းယူခဲ့သော NLD အစိုးရကိုတောက်လျှောက်ဆိုသလိုတိုက်ခိုက်ဝေဖန်အပြစ်တင်ရှုတ်ချသောပြောဆိုမှုများကိုတကြောပြန်၍ဇက်တိုက်ပြောဆိုလာလျက်ရှိသည်ကိုတွေ့ရသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ချောင်းရကတော့မန္တလေးရှိစာတင်ချောင်းဘောလုံးကွင်းနဲ့ဘုံကြီးချောင်းဓမ္မယုံများတွင်ခိုလုံနေသောငလင်ပေတဲ့ဒုက္ခသည်များယခုမေလကုန်အပြီးဖေရှားရင်စစ်ကောင်စီကအမိန်ထုတ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးရှိစာတင်ချောင်းဘောလုံးကွင်းနဲ့ဘုံကြီးချောင်းဓမ္မယုံများတွင်ခိုလုံနေသောငလင်ပေတဲ့ဒုက္ခသည်များအနေဖြင့်ယခုမေလကုန်အပြီးဖေရှားရင်စစ်ကောင်စီကအမိန်ထုတ်လာကြောင်း ငလင်ဘေးတင်ပြည်သူများကရန်ကုန်ခေတ်တည်ထရင်ဌာနထံသို့ပြောဆိုသည်မန္တလေးချင်းသာဆန်မြို့နယ်နှင့်အောင်မြေသာဆန်မြို့နယ်တွင်ရှိစာသင်ကျောင်းဖော်လုံခွင်းနှင့်ဓမ္မယုံဘုံကြီးကျောင်းများတွင်ခိုးလုံနေသောငလင်ဘေးတင်ဒုက္ခသည်များအနေဖြင့်အခြားတင်တော်ရနေရာများသို့မိမိအစီအစဉ်ဖြင့်ရွှေ့ပြောင်းရမည်ဖြစ်ကြောင်းအကယ်၍မိမိအစီအစဉ်ဖြင့်မပြောင်းရွှေ့နိုင်လျှင်သက်ဆိုင်ရာကချထားပေးသည့်နေရာများသို့လိုက်ပါရမည်ဖြစ်ကြောင်းစစ်ကောင်စီကမိန်ထုတ်လာကြောင်းသိရှိရသည် ဇွန်လမှကျောင်းတွေပြန်ဖွင့်မှာမို့စာသင်ကျောင်းနဲ့ဘုံတော်ကြီးတင်စာသင်ကျောင်းတွေအကုန်ပြန်စာမယ်အရာကြောင့်ဖေခိုင်းတာကိုယ့်စီစဉ်တဲ့ကိုရွှေချင်းရွှေမရွှေချင်းရင်သူတို့ရွှေပေးမဲ့ကွင်းအလုံးနဲ့မြို့ပြင်ဘက်လေကွင်းတွေစီကိုလိုက်လို့ရတယ်စာသင်ကျောင်းနဲ့ဘုံကြီးကျောင်းအကစားကွင်းတွေကတော့မဖြစ်မနေထွက်ပေးရမယ်ဒီလောက်ကုန်ထွက်ခိုင်းတာဟုငလင်ပေးတဲ့ပြည်သူတို့ကပြောဆိုသည်မန္တလေးမြို့ရင်ရှခုဇွန်လတွင်စာသင်ကျောင်းများဖွင့်လှစ်မည်ပြင်ဘောလုံးကွင်းများတွင်မိုးရသည့်အကစားပွဲကျင်းပမည်ဖြစ်ကြောင်းထို့ကြောင့်ငလင်ပေးတဲ့ဒုက္ခသည်စခန်းများပိတ်သိမ်းမည်ဖြစ်ကြောင်းသိရှိရသည် မန္တလေးတွင်ငလင်ပေတဲ့ဒုက္ခသည်စခန်းများကိုစစ်ကောင်စီကအတင်းကျပ်အမိန့်ဖြင့်ပိတ်သိမ်းခိုင်းနေတော့လဲငလင်ပေတဲ့ပြည်သူများမှာစစ်ကောင်စီထံမှထိရောက်သောအကူအညီလိုဝမရရှိကြကြောင်းပြောဆိုကြသည် အစားအသောက်နဲ့ရေတံပိုးဆရာဝန်တွေလာပြီးကုသပေးတာကလွေရင်ဘာမှအကူအညီမရပါဘူး။အိမ်ပြိုလို့ဖျက်ဖို့တောင်ကိုယ့်အကူစရိတ်မတက်နိုင်လို့မဖျက်ရသေးဘူး။စီပင်မှာအိမ်ဖျက်ပေးဖို့လျှောက်ထားတာရက်20လောက်ရှိပြီးဘာမှမထူဘူး။အခုနေရရွှေခိုင်းလို့ဈေးသက်သာတဲ့အိမ်ရှာနေတယ်။မရရင်အမျိုးနဲ့မိတ်ဆွေတွေရှိတဲ့ရွာခဏပြောင်းဖို့စဉ်းစားထားပါတယ်ဟုမန္တလေးမှငလင်ပေးတဲ့ပြည်သူတို့ကရှင်းပြသည်။အကျန်းဖက်စကောင်းဆောင်မင်းအောင်လိုင်းကမှမက်လ20ရှိရနေငလင်ချောင်းထိခိုက်ပျက်စီးရမှုများနဲ့ပတ်သက်၍ဆုံးရှုံးမှုပမာဏအလိုက်အတွက်ချက်၍ထောက်ပံ့ တ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းအမှန်တကယ်နင်းနာသူများထံသို့ရောက်ရှိစေရေးကြီးကြပ်စီစဉ်ပေးရမည်ဖြစ်ကြောင်းပြည်ပနိုင်ငံများမှအကူအညီများကိုလည်းလိုအပ်သူများထံသို့ရောက်ရှိစေရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းငလင်းလှုပ်ခဲ့ပြီးတလာကျော်ကြာမေလ20ရက်ပြုလုပ်သည့်စစ်ကောင်စီအစည်းအဝေးတွင်ထုတ်ဖော်ပြောဆိုသည် ဆက်လက်ပြီးကချင်တော်လှန်ရေးတပ်ဖွဲ့မှဆေးရဟိအများကိုအောင်မြင်စွာပြစ်ချနိုင်ခဲ့ဆွေတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်ပမော့မြို့နေပြန်တန်နေသောစစ်ကောင်စီရဟိရင်တစီကိုကချင်လွတ်လပ်ရေးတပ်ဖွဲ့မှလေရင်ပြစ်လက်နက်များဖြင့်ပြစ်ချခဲ့ရာရဟိရင်တစီသည်ဖြတ်ကျသွားပြီးတစီသည်အရေးပေါ်ထိုးဆင်းခဲ့ရသည်ဟုသိရသည်။နေ့လယ်တနားခန့်တွင်ရဟိရင်သုံးစီသည်ပမော့မြို့ရှိစကားခ21တို့ဆင်းရင်ချင်းကလာစဉ်တွင်ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ကော်ရေးတပ်ဖွဲ့ဝင်များမှဝိုင်းဝန်းပြစ်ခတ်ခဲ့ကြ ါတယ်။ရဲဟရဲနဲ့စီကိုတိုက်ရိုက်ထိမှန်သွားခဲ့ပြီးတစီသည်ဗမုံနှင့်ရွှေကိုမျိုးကြောင့်ရွှေကိုနှင့်၁၄မိုင်ကွာတအုပ်တွင်သို့ပြတ်ကျသွားပြီးချန်တစီသည်ချက်ချင်းလိုအနီးနားသို့ရေပေါ်ထိုးဆင်းသွားခဲ့ရသည်ဟုကချင်လွတ်လပ်ရေးတပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပြောဆိုလိုက်ပြီးဖြစ်သည်။ပြတ်ကျသွားသောရဲဟရဲမှာလေရင်မှုဗိုလ်မှူးကြီးမျိုးထက်အောင်ရုပ်အလောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့ကြသည်။၎င်းတို့ထိုးဆင်းသွားသည့်နေရာသည်တော်လင်းတက်များ၏ထိန်းချုပ်နေမြများတွင်ဖြစ်နေ၍အခြေအနေမဟန်မဲပိုင်လော့တည်ဆုံသွားနိုင်မွေရှိသည်ဟုရှေ့ရန်တရင် ်းရှင်းကွက်များကခံမှန်နေကြသည်တတိယဒဇင်အားထိမှန်ခဲ့ခြင်းမရှိ၍အကောင်းပကတိဆက်၍ပြန်နှံသွားသည်ဟုဆိုသည် နောက်ထပ်ရရှိသောသတင်းများအရတော်လန်ရဲ့အဖွဲ့များသည်ထိုးဆင်းသွားသည့်နေရာသို့တောင်းရောက်၍ပြစ်ခတ်ဖျက်ဆီးပစ်ခဲ့ချသည်ဟုသိရသည်စစ်ကောင်စီသတင်းအလေးညာများကမူဆက်ချိုရင်၍ပြတ်ချသွားသည်ဟုဆိုသည်ထို့သောဗီဒီယိုဖိုင်တွင်လက်နက်ကြီးထိမှန်ပြက်စီသွားသည့်ရဟတ်ရင်ဤတလက်ကိုအထင်ရှားတွေ့နေရသည် KIA ကချင် PDF အရကတက်များပူပေါင်း၍ဒီဇင်ဘာလမှစပြီးဗမုံကိုသိမ်းပိုင်နိုင်ရန်စတင်ထိုးဆစ်ဆင်နေကြခြင်းဖြစ်သည်စစ်ကောင်စီတပ်များသည်မြို့ရင်းရှိနေရာများပြားကိုအနီးနားဝန်းကျင်ရှိစခန်းများကိုလက်လွတ်ဆုပ်ခွာထွက်ပြေးသွားကြ ာရပေဖြစ်သည်။၎င်းတို့မှရုရှားတရုတ်တို့မှရရှိသောနောက်ဆုံးပေါ်အနေအားအောက်ရောင်ချီသောညာချီဒရော့များလေကြောင်းပစ်ကွများစစ်ကူရိတ်ခါများဖြင့်ဆက်လက်ရခုခံနေကြဆဲဖြစ်သည်။တရုတ်ကလည်းလာရှုကြသွားပြီးနောက်ဒရုန်းများကိုလူတလောက်ရောင်းချပေးလာခဲ့သည်ဟု South China Morning Post တွင်စာရင်းရေးသားထားသည်။ပြည်သူ့ဘက်တော်သားတော်လိုင်းတက်များနဲ့ပြည်သူများသည်တိုက်လေရင်များဖြင့်နောက်ဆုံးပေါ်စစ်ဘက်သုံးဒရုန်းအနေနဲ့ရင်ဆိုင်နေကြရပေဖြစ်သည်။ကချင်လွတ်လပ်ရေးတက်များသည်2021ခုနှစ်မေလတွင်မိုးမောက်တွင်တစ်ချိန် 2024ခုနှစ်ဇန်နဝါရီကုတ်ခိုင်ဘက်တွင်တချိန်ရဟတ်ရင်များကိုပြစ်ချနိုင်ခဲ့ပြီဖြစ်သည်။ကရင်နီတော်လိုင်းအဖွဲ့များကလည်း2023ခုနှစ်ဇူလိုင်လနှင့်နိုဝင်ဘာလများအတွင်းပေါ်လက်ခဲနှင့်ပရူဆိုမြို့နယ်အတွင်းစစ်ကောင်စီရဟတ်ရင်များကိုနှစ်ချိန်တိုင်းပြစ်ချနိုင်ခဲ့ပြီးပုံမှုအဆင့်ရှိသူပိုင်းလောအရှင်ဖန်စေရမိခဲ့သည်။အရခတမရောမှလည်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ချင်းကပ်လာသောရဟတ်ရင်အား2024ခုနှစ်နိုဝင်ဘာလအတွင်းပြစ်ချခဲ့၍မကွေးဘက်တွင်အရေးပေါ်ထိုးစင်သွားခဲ့ရသည်။ကရင်မြို့သားလွတ်မြောက်ရေးတပ်သည်တနင်္လာနေ့တွင် င်ဖက်အံမြို့နယ်အတွင်းထိုင်းမြန်မာနေဆက်အနီးရှိနမေကျော်မော်ဖိုးကေစခန်းကိုတိမ်ပိုင်နိုင်ခဲ့ပြီးစခန်းမှာခြေဦးတက်ရဆုံခွာထွက်ပြေးသွားသောစစ်ကောင်စီတပ်သားများနဲ့29ဦးသည်ထိုင်းဘက်သို့ရောက်ရှိလာသည်ကိုထိုင်းအာဏာပိုင်များကတီးပြူပြောကြားခဲ့သည်။မော်ဖိုးကေအားဘူနေဝင်းတပ်များက1982ခုနှစ်တွင်သိမ်းယူခဲ့သည်ဟုသိရသည်။ ရှနေအီကော်နမီမဂဇင်းကြီးမှဆွေဒင်နိုင်ငံစတော့ဟ ோம் နှင့်ခြေဆိုင်သည့်ဆေဘရီအဖွဲ့ကြီး၏နိုင်ငံအလိုက်စစ်အုံစည်းကိုထုတ်ပြန်ချက်ဖော်ပြရာတွင်မြန်မာစစ်တပ်မှ2024ရင်းဒေါ်လာ9.3ဘီလီယံသုံးဆွဲခဲ့သည်ဟုဈေးကွက်တွင်ပေါက်သည့်ငွေလဲနှုန်းကိုအခြေခံ၍ဖော်ပြထားသည် GDP ၏6.9ရာနှုန်းရှိနေသည်။မင်းအွန်လိုင်းသည့်စစ်စည်းကိုဒေါ်လာတန်ပေါင်း9000ကျော်သုံးဆွဲခဲ့တော်လဲ၎င်းတို့တင်ပြေချက်ပြေထိန်းချုပ်နိုင်သည်ဟု၍ကောင်းကင်ယန္တရှိတော်သည်။တနိုင်ငံလုံးလဲမီးယားတက်နေလဲနိုင်ပိုင်းသာခွဲရန်နှင့်ပေးတိုင်းတော်သည်။ ရုရှားရောက်ခိုက်ရုရှားအတေသတင်းဌာနနှင့်အင်တာဗျူတွင်မင်းအောင်လိုင်းမှယခုထိမြင်းကလေးအတွက်အမေရိကန်မှပေးမည်ဆိုသောဒေါ်လာ900သန်းမရသေးဘူးညင်းညူသွားရှာသည်အာဆီယံမှနောက်တစ်ပတ်အတွင်းကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာပြည်ရင်းဆက်အရေးအတွက်ဒီသံအစည်းအဝေးနှစ်ခုပြုလုပ်သွားမည်ကိုအဖွဲ့၏အတွင်းရေးမှူးချုပ်ကအသိပေးပြောဆိုသွားခဲ့သည်ထို့သောအာဆီယံသည်ဆဲအိုဆိုမာပြည်သူများအပေါ်ကျူးလွန်နေသောအကြမ်းဖက်လုပ်ရပ်များကိုအသိအမှတ်မပြုမချင်းလူတို့မှ၎င်းတို့၏ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုဖုတ်လေသည့်ငပေရှိမည်ဟုပင်မထင်နှစ်ဖက်စလုံး ုံးက၎င်းတို့အားတန်တမန်ရေးအရအသီးမဲ့ပြုသည်ဆိုသည့်အနေအထားမျိုးနွေသာပြောဆိုကြမည်ဖြစ်သည်မလေးရှားဝင်ကြီးချုပ်မင်းကပြောဆိုမှုများကိုကြေကမြေပြင်အခြေအနေများကိုဘူးလုံးနာမတွင်ဖြစ်နေသည်ကိုတွေ့ရသည်၎င်းကမကြမီးကဖြစ်ပေါ်လာမှုများကိုကြေကတိတိတသာတိုးတက်မှုများတွေ့လာရသည်ဟုအချက်သုံးချက်ဖြင့်ပြောဆိုသွားသည်နံပါတ်၁သည်သက်ဆိုင်သူအားလုံးနှင့်ထိတွေ့ဆက်ဆံနိုင်ခဲ့သည်နံပါတ်၂သည်အပြစ်ခတ်ရစဲရရှိအောင်လုပ်နိုင်ခဲ့သည်နံပါတ်၃ငလင်တန်အတွက်လူသားချင်းစာနာထောက်ထားမှုအခွင့်အရေးများမြေသူကထိန်းချုပ်ထားသည် ဖြစ်စေဒေတာအလုံးကိုပို့ပေးနိုင်ခဲ့တယ်လို့၎င်း၏ထင်မြင်ချက်ကိုပံ့ပိုးသွားခဲ့သည်ကိုဘာသာပြောကိုဘာသာထောက်ခံပြောဆိုနေခြင်းမျိုးသာဖြစ်ပေသည်ထို့အတွက်လည်းဒေတာရင်းနှင့်နိုင်ငံတကာရှိလူမှုအဖွဲ့အစည်း285ဘွဲ့မှလက်မှတ်ထိုးကဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်နိုင်ငံကောင်ဆောင်များတို့အိတ်ဖွင့်ပေးစာပေးပို့လိုက်ပြီးဥက္ကဋ္ဌအနေဖြင့်သီလကြောင့်လုပ်ရများရှောင်ရှားပြီးမူအရဆောင်ရွက်ရန်တိုက်တွန်းထားသည်ပြည်သူတို့၏တွန်းလှန်သောတရားစစ်မုတ်ချအောင်ရမည်